မကြခင်မှာနေရွှေသွင်းအောင်နဲ့လက်ထပ်တော်မယ်လို့သတင်းတွေထွက်လာတဲ့ရုံးပရီလေးမို့တိတ်မကြခင်ကမှာခင်မုန်းဖြစ်သူနဲ့ကွာရှင်ထားခဲ့တဲ့မင်းသမီးရိုးနေလေးမို့ကတော့နောက်ထပ်အိမ်တော်တဲ့တစ်ခုထူထောင်တော်မယ်လို့သတင်းတွေပေါ်ထွက်လာခဲ့ပါရီသူမနဲ့လက်ထပ်တော်မယ်ဆိုပြီးတော့သတင်းတွေပြန့်နေခဲ့သူကတော့အချားမို့ပဲမြန်မာနိုင်ငံရဲ့နာမည်ကျော်နေရွှေသွင်းအောင်ဖြစ်တယ်လို့သိရပါရီဒီသတင်းကလက်ရှိမှာတော့အတော်လေးကိုမှလူပြောများနေတာကြောင့်တကယ်ဖြစ်နိုင်မလားလို့ထင်ကျင်စရာလည်းရှိပါရီသတင်းကတော့အတိအကျပြောတဲ့သူပြောနေတာဖြစ်ပြီးကိုယ်တိုင်မျက်မြင်တွေ့တဲ့လူတွေလည်းရှိတယ်လို့ဆိုပါရီ မင်းသမီးရိုးရီလီမိုနယ်နေရွှေသွေးအောင်တို့လက်ချင်းတွဲပြီးတော့ရှောင်းလိုက်နေတဲ့ပုံရိပ်တွေကိုစင်ကာပူနိုင်ငံကပြည်သက်တယောက်ကတွေ့လာခဲ့တာပါ။ဒါကြောင့်စင်ကာပူနိုင်ငံမှာအလုံးလုံးနေတဲ့သူတွေတော်တော်များလေးသိနေကြပြီဖြစ်ပြီးမြန်မာနိုင်ငံမှာနေပြီးဘာမှမသိမှဆိုတာကြောင့်ပြန်လည်ဖို့ထုတ်ပြောလာခဲ့တာဖြစ်ပါရည်။မင်းသမီးကျော်ရိုးရီလီမိုဟာငွေရစင်20မပြည့်ခင်မှာပဲအိမ်နာပြုတ်သွားခဲ့တာဖြစ်ပါရည်။အဲ့ချိန်တုန်းကလည်းပြည်သက်အများကြီးအနှမျောနေခဲ့ရတာပါ။ဒါပေမဲ့သူမကတော့အိမ်နာရေးကိုအကောင်းဆုံးရှောင်လမ်းမယ်ဆိုပြီးတော့ပြောနေခဲ့ပေမယ့်အခုချိန်မှာတော့ကွာရှင်းလိုက်ကြပါပြီ။ question လိုက်တာတော့မှရိုးရိုးမဟုတ်ဘဲနဲ့နှစ်ယောက်သားဘလို့မှညှိနှိုင်းလို့မရတာကြောင့်နှစ်တေကြာကြီးချိန်ယူပြီးတော့ question ရတာလို့သိရပါပြီ။ဒီလို question ပြီးတော့တလားလောက်ကြာမှာပဲလက်ရှိမှာတော့နေရွှေသွင်းအောင်နဲ့ပတ်သက်နေပြီဆိုပြီးတော့သတင်းတွေပေါ်ထွက်လာခဲ့ပါပြီ။ဒီဒီလေးကိုပြောခဲ့တဲ့သူကတော့အသက်ငယ်ငယ်နဲ့အိမ်အောင်ပြုပြီးပြည်သက်တရဲ့အသေးကိုခွဲခဲ့တဲ့နမေငါးလုံးနဲ့မင်းသမီးအကြောင်းပြောပြမယ်ဆိုပြီးတော့စဖော်လာခဲ့တာပါ။ဒီနမေငါးလုံးနဲ့မင်းသမီးကနမေလေးလုံးနဲ့မြန်မာနိုင်ငံမှာမသိသူမရှိအောင်ကြော်ကြားတဲ့ကောင်းလေးနဲ့တွဲနေတာ ပေါ်တင်ပြောလာခဲ့ပါရီအကောင်လေးရဲ့နာမည်ကလေးလုံးဖြစ်ပြီးအိမ်နာမည်ကနာမည်သုံးလုံးဖြစ်တာကြောင့်နေရှိသေးအောင်ခေါ်ဖူလာပြေဆိုတာနဲ့တော်တော်ကိုက်ညီနေကြတာပါဒါကြောင့်နာမည်တက်မပြောပေမဲ့ဝင်ကားဝတ်တီလင်ကနေပြောသွားတာဖြစ်တဲ့အတွက်သူတို့နှစ်ယောက်ဆိုတာကတော့သိကြနေခဲ့ပါပြီ နှစ်ယောက်သားကမြန်မာနိုင်ငံမှာတွေ့ရင်တော့ဝေဖန်ခံရမှာဆိုတာကြောင့်စင်ကာပူနိုင်ငံထိသွားပြီးတော့တွေ့နေကြတာပါတူတူလျှောက်လည်နေတာဖြစ်ပြီးတော့တကယ့်ကိုမှတာယာကြည်နူးစရာကောင်းတဲ့ချစ်သူရီးစားပုံစံပေါ်နေခဲ့ပါရီချစ်သူတွေမဟုတ်ဘဲနဲ့ဒီလိုမျိုးစင်ကာပူနိုင်ငံမှာသွားပြီးတော့လက်ပတ်နေဖို့ဆိုတာကလည်းမဖြစ်နိုင်တဲ့တွင်နှစ်ယောက်သားရဲ့တည်င်းကငင်းလို့မရတော့ပါဘူးရွှေဝင်းလီမိုဟာငွေရွယ်နဲ့မင်္ဂလာဆောင်သွားတော့ကလည်းယောက်ျားတူကြီးရဲ့အသေးကိုခွဲခဲ့တယ်လို့အိမ်တော်ရေးပြုတ်ခွဲသွားပြီးတော့ကျူးအမေမမကြံသေးနောက်တစ်ချိန်အသေးထက်ခွဲသွားခဲ့တာပဲဖြစ်ပါရီသူမအနေနဲ့ပထမချိန်အိမ်တော်ပဲရွှေမာခဲ့တာကြောင့်ပြဿနာမျိုး ုပ်စုံတက်ပြီးတော့ကြွားရှင်းခဲ့ရပြီ။နောက်တဲ့အချိန်ယူပြီးတော့စင်စာတူတော်နေပုံမပေါ်ပါဘူး။သူမရဲ့သားလေးကိုတော့ဖခင်ဖြစ်သူလေးမိုးစီမှာပြစ်ထားခဲ့ပြီးသူမကတော့စင်ကာပူနိုင်ငံမှာချစ်သူတင်နေရှောက်လွင်နေကြတာဖြစ်ပါတယ်။ ဒါကြောင့်ပြည်သက်တွေကတော့အစားတုံးကတနာနေခဲ့ကြပေမဲ့ခုချိန်မှာတော့တနာစီယာမဟုတ်တော့ဘဲနေဝေဖန်နေခဲ့ကြပါပြီ။ရေရီလင်မိုကတော့နေရှိသေးအောင်နေအမှန်တကယ်ကိုမှချစ်ကြိုက်နေကြပြီးမကြခင်မှာလူသိရှင်ကြားထုတ်ပြနိုင်တဲ့အနေအထားပဲဖြစ်ပါရည်။ဒါရီမကနောက်ထပ်တစ်ချိန်ထပ်မံရွေးချယ်ထားတဲ့လူတယောက်ဖြစ်တာကြောင့်လက်ထပ်ဖို့အထီးလဲရွေးရထားတာပါ။အခုလိုမျိုးလူမြင်ကွင်းမှာတွဲနေစားဖြစ်ပြီးတော့သတင်းတွေကလည်းပြန့်နေနေခဲ့ပြီဖြစ်တာကြောင့်မကြခင်မှာလက်ထပ်တော့မဲ့သတင်းကလည်းကြားရတော့မှာပဲဖြစ်ပါရည်။ကြည့်ရှုနေတဲ့ပြည်သက်တွေရောနေရှိသေးအောင်နေရေရီလင်မိုတို့ကိုသဘောတူကြလားဆိုတာပြောခဲ့ပြီးပါအောင်ရှင်။အပင်နဆင်ခဲ့ကြတဲ့ပြည်သက်တွေ ောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီနေနုပညာရှင်တွေရဲ့တင်းနေတဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမိကြပါနဲ့လို့ရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုစိတ်နှလုံးရှင်လင်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်။